အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာမိုးကြီး YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ညမှာတော့စာရေးသူနေစဉ်မင်းတော်ရေးသားထားသောမောင်နာကဝဉ္ကြီးဖြူဆိုတဲ့ဇလန်းလေးကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးဗေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ောင်နာကဝင်းညီဖြူမောင်နေကျမစတည်ခဲ့တာ Facebook ပေါ်မှာပါဟိုင်းဆိုတဲ့မိတ်ဆက်စာလေးတလုံးကနေတစင်မောင်နေကျမခင်မင်းခဲ့တယ်အဲ့ဒီကမှတစင်ချစ်သူတွေဖြစ်သွားခဲ့ကြတယ်အခုဆိုမောင်နေကျမချစ်သူဖြစ်ခဲ့တာ6လပြည့်ခဲ့ပါပြီကျွန်မလည်းမောင်ကိုတိတ်ချစ်တာပဲညဆက်နိုင်ရှိပြီဒီအချိန်မှမောင်အလုပ်ပြီးမှမို့စကားပြောဖို့အတွက် line ဖွင့်ပြီးမောင် line တက်တာအလာကိုကျွန်မစောင့်နေလိုက်ပါတယ် မကြပါမစင်ကြကနေစာဝန်တန်ကြားတာနဲ့ကျမလိုင်းဖွင့်လိုက်တယ်စောင်းနေတာကြာပြီလားဖြူမကြသေးပါဘူးမအောင်လုပ်ပြီးပြီလားပြီးပါပြီဖြူကဝမ်းသာစရာတခုပြောဖို့ရှိတယ်ဘာလဲရင်မောင်ဒီလောက်ကုန်ရင်မောင်မြန်မာပြီကိုပြန်လာတော့မလို့တကယ်လားမောင်ဝမ်းသာလိုက်တာဖြူလေးမောင်ကိုအပြေမှာတွေ့ဘူးချင်းနေတာ အောင်ပြန်လာတော့မည်ဆိုတဲ့ပြေရေနှမ်းမှအတိုင်းမသိဝန်တာတောင်းရတယ်။မောင်လဲဖြူကိုအရန်တွေးကျင်တာ။အွန်လိုင်းမှာပဲချစ်သူတွေဖြစ်ခဲ့ကြပြီ။အပြင်မှာတွေ့ပြီးချစ်တာတဲ့ပို့ပြီးမောင်နဲ့ကျမတို့ချစ်ခဲ့ကြတယ်။မောင်ကမန္တလေးမှာလုံလုံနေတဲ့အတွက်မြန်မာနိုင်ငံကိုပြန်ပြီးကျမကိုလာတွေ့မဲ့အချိန်ကိုပဲကျမအမြဲတမ်းမျှော်လင့်နေခဲ့ရတယ်။အခုမောင်ပြန်လာတော့မည်ဆိုတဲ့စကားနဲ့တင်ကျမအတိုင်းမသိဝန်တာပျော်ရွှင်နေရပြီ။ဒီလိုနဲ့ မောင်နဲ့အကြစကားဆက်ပြောပြီးမှပဲကျမအိပ်ရာထဲဝင်လိုက်တယ်။ယခုမှကျမရဲ့မန္တကင်းတိုင်းကအဓိပ္ပာယ်ရှိလာသလိုမန္တကင်းရဲ့လက်ဆက်တဲ့လေအေးလေးတွေနဲ့လှပတဲ့ရှုခွင်းလေးတွေကိုလည်းအမီဒီပေါင်းမှနေ၍ကြီးစုခန်းစားတတ်ခဲ့ပြီးဒါဟာအခြေကြောင့်လားထို့သောတဘာဝရှုခွင်းတွေကိုကြီးစုခန်းစားနေတော့ပေါင်းဝေအိတ်ထဲထည့်ထားတော့ဖုံးမိလာတဲ့ဖြစ်ကြီးလိုက်တော့အခါငငယ်ချင်းတီတာစီကဖြစ်တယ်ဟယ်လိုတီတာပြော နင်အားရဲမဟုတ်လားအားရဲဟာဘာဖြစ်လို့လဲနင်အားရင်စုံးနေကြဆိုင်ကို ထွက်လာခဲ့ဒီနေ့ဝနာမွေးနေဟာအဲ့ဒါသူကပြုစုခြင်းလို့တဲ့အေးအေးငါထွက်လာခဲ့မယ်ဖုံးချပြီးအဝေစားလဲကငယ်ကျွေးနေနဲ့စုံးနေကြဆိုင်တို့ဆိုင်ငယ်မောင်ဝီထွက်လာလိုက်တယ်ဆိုင်ရောက်တော့မွေးနေခြင်းဝနာနဲ့အတူငယ်ချင်းတွေအားလုံးလူဆုံတက်ဆုံရှိနေကြပြီဖြစ်တယ်ကျမတို့တငယ်ချင်းအဖွဲ့က ယောက်ျားလေး9ယောက်မိန်းကလေး3ယောက်အားလုံးပေါင်း6ယောက်ရှိပြီးငယ်ကလေးကတွဲလာကြတယ်မှာအခုထိပင်ဝနာဒီနေ့နေမွေးနေ့ဆိုဟုတ်တယ်အဲ့ဒါကြောင့်ဒီနေ့ငါတကားခမ်းမှာကဲဒါဆိုထုံးစံအတိုင်းပဲပေါ့မူတောင်းရမှာနော်အဲ့ဒါတော့မမူးနဲ့နေတောင်းနိုင်တာငါသိတယ်မူးလိုက်ရင်တော့မရင်းနဲ့ဒါပဲတီတာဆုံးနေကပို့ဆိုးတာ ကဲမထားရတယ်ရပြီစွဲတော့နေအောင်ဟာဝင်းနေချင်းဝင်တာအတွက်ငါတို့ဆူတောင်းပေးရအောင်မယ်အမတ်တရလည်းပြအောင်လိုက်လွင့်မယ်ပြောရင်မင်းမင်းဆိုဖုံးတို့ကလိုက်လွင့်ရင်ကင်မရာကိုတငယ်ချင်းတွေပဲချိန်လိုက်တယ်မိဖြူနင်းစပြောဟာပြောဆိုလဲပြောရတာပေါ့တငယ်ချင်းဝင်တာတရောင်းဝင်းနေမှစာယူနောက်နေပေါင်းများစွာတိုင်အောင်တက်ရှိကျမ်းပါပြီဘွားကိုအပြောရင်းနဲ့ပဲဖြတ်တန်းနိုင်ပါစီ ခုလိုလေမြန်မာတိုင်းနိုင်ပါစေဟာကျမဆူတောင်းပြီးမှတော့တငယ်ချင်းတွေအားရပါရလက်ခုပ်တီးလိုက်တယ်ယခုလိုပဲတငယ်ချင်းတွေစုံကြလေရင်အလုံးလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေနေကြပါထို့နောက်တယောက်တစ်လက်စီဆူတောင်းပြီးကြပြီးစားလိုက်တောက်လိုက်စကားပြောလိုက်နဲ့အချိန်ကုန်မှမသိကုန်သွားခဲ့ကြတယ်ထို့ကြောင့်အလုံးလန်းခွိုင်းလိုက်ကြပြီးကိုယ်ရင်ကိုယ်တီအသီးသီးပြန်သွားကြတယ်ကျမလည်းအိမ်ပြန်လာလိုက်ပြီး အိမ်ရောက်တည်နေအိတ်လိုက်တော့တယ်အချိန်ဘယ်လောက်ထိအိတ်ပြောသွားသည်မသိရုတ်တရက်မျက်လုံးဖွင့်လာပြီးနာယီကိုလှမ်းကြည့်လိုက်တော့ညစင်နာယီထိုးမိထိုးကြောင်အနားချတာသောဖုန်းကို ယူကာလိုင်းဖွင့်ပြီးမောင်လိုင်းတက်တာကိုစောင့်နေလိုက်တယ်ခဏအကြာမစင်ညာကနေမောင်ဖုန်းဝင်လာခဲ့တယ်အလုံးမောင်အခုမှလှုပ်ပြီးတာလားမင်းဒီနေ့ဘာကြီးလှုပ်ခဲ့လဲတခါမှမင်းလို့မတော်မှုတော့မောင်ကအတမမဖြစ်ကျမကိုမင်းလို့ပြောလိုက်တဲ့အတွက် အောင်းသွားပြီးနားမလည်နိုင်အောင်ဖြစ်သွားရတယ်။ဖြူဘာမှမလုပ်ပါဘူးမောင်။ဘာလို့အတန်ကမားနေရတာလဲ။မောင်ဘာဖြစ်နေတာလဲ။ဘာမှမလုပ်ခဲ့ဘူးဟုတ်လား။မင်းငါကိုပတ်ဖို့မကြိုးစားနဲ့။မောင်ဘာကိုဆိုလိုမှန်းကျမမသိ။ဘာကိုမှနားမလဲတော့ပဲစိတ်ညစ်လာမိတယ်။မောင်ဘာကိုဆိုလိုတာလဲ။မင်းကမင်းကလေးဖြစ်ပြီးယောက်ျားလေးတွေနဲ့တောက်စားပြော်ပါနေတာကိုငါအကုန်တွေးခဲ့ပြီးပြီကွာ။ ။မင်းမျိုးစိုးလိုင်းလင်းတာကိုမောင်းသွေးသားပြီထင်နေ။ဒါကြောင့်မောင်းစိတ်တို့နေတာကိုမတက်နိုင်ဘူးရှင်းပြရတော့မှာပေါ့။မောင်းကိုဖြူရှင်းပြမယ်။သူတို့တွေကဖြူနဲ့ငယ်ပေါင်းတွေအခါတလေဒီလိုပဲစုံပြီးဖြူတို့တွေပြောပြောနေကြပါ။တော်စမ်းပါဒါကမင်းကလေးတယောက်နေထိုင်ရမယ့်ပုံစံလား။ငါကမင်းကိုအိမ်ဒီရှိတဲ့မင်းကလေးတယောက်လို့ထင်ထားတာအခုတော့သွားပါပြီကွာမင်းကိုဆောင်းရမ်းယွန်းသွားပြီဘာမောင်မောင် ပေါင်းစကားကြောင့်ရင်ဘတ်တကူလုံးလာကျင်သွားမိတယ်။ဆက်ပြီးရှင်းပြရင်ကြိုးစားပေမဲ့မောင်ဖုံးချသွားခဲ့ပြီ။ပြန်ခေါ်တော်လည်းမရတော့မောင်ကျမကိုဘလော့သွားခဲ့ပြီ။ထို့ကြောင့်ရင်တကူလုံးပူလောင်လို့သွားခဲ့ရတယ်။နောက်ဆုံးမောင်ဖုံးနမကိုနှိပ်ပြီးဖုံးခေါ်လိုက်သည်။သို့ပေမဲ့ခေါ်မရခဲ့။ကျမခေါ်မရအောင်မောင်ဖွေးဖွေးထားခြင်းဖြစ်တယ်။အချင်းနဲ့ပတ်သက်၍တကားမှမျက်ရည်မကြဘူးတော့ကျမ။အခုအဝေးကအခြေတကူအတွက်တော့ကမျက်ရည်ကြာစင်းနေရပြီ။ မောင်သိရဆက်တယ်။နောက်နေ့မှစောင်းရီကျမရဲ့မနက်ခင်းတိုင်းဟာအရင်လိုမလန်းဆန်းမတရားတော့ပဲခြောက်ခက်ခက်ဖြစ်တည်ဟုပဲစိတ်ထဲထင်မိတယ်။ဒီလိုနဲ့ရက်တန်ကြာလာခဲ့ပြီးမောင်ကျမကိုအဆက်အသွယ်မလုပ်တည်မှလည်းကြာခဲ့လေပြီ။အတွေ့တွေအဝေးကိုလွင့်ပြနေတုန်းဖုန်းဝင်လာတဲ့ပြည့်ဝမ်းသာအာရဖုန်းကိုကြည့်လိုက်မိတယ်။သို့ပေမဲ့အငငယ်ချင်းဒေတာစီကဖုန်းဖြစ်နေတယ်။ဟယ်လို ပြောတည်တာဟဲ့နင်ကူးလက်တော်ငါတို့စီလက်ဖုံးမဆက်လူလက်မပေါ်လို့ငါလို့ဆက်လိုက်တာနင်ဘာတွေဖြစ်နေလဲငါညင်းနေလို့ပါဟာဒါဆိုရင်ထွက်လာခဲ့လေဟာငါတို့စုံနေကြဆိုင်မှာရှိနေမယ်ကျွန်မလည်းမညင်းတော့စဉ်းညမှုတွေခဏတာပြေပြောက်ဖို့ငငယ်ကြီးနေနဲ့တွေ့ရင်ဆုံးဖြတ်လိုက်တယ်အေးအေးငါလာခဲ့မယ်ဖုံးချလိုက်ပြီငငယ်ကြီးတွေစီထွက်သွားလိုက်တယ် ဟိုရောက်တော့ငွေကြေးနေအားလုံးရောက်နေကြပြီဖြစ်တယ်။နေနေမကောင်းဘူးလား။ကောင်းပါတယ်ဟာ။ထိုးထိုးတာပြန်ဖြည့်ရန်ထိုင်ကုန်တစ်ခုတွင်ဝင်ထိုင်လိုက်တယ်။ဒါဆိုဘာဖြစ်နေတာလဲ။နေတို့သိကြည်ရင်လည်းပြောပြရတော့မှာပေါ့။ထိုနောက်မောင်ဆွတ်တွေဖြတ်ခဲ့အကြောင်းကိုပြန်ပြောပြလိုက်တယ်။ဒါများကွာဒီလောက်လေးတောင်နားမလဲပေးနိုင်တဲ့လူကိုဘာလို့ဆွဲလန်းနေတာလဲ။ မေးပြလိုက်စမ်းပါကွာအေးဟဲနင်းလို့ရမ်းလွန်တယ်မေးလိုက်ပါနင်းသားမဝိုင်းနေတဲ့ကောင်းနေနဲ့တွဲပြလိုက်စမ်းပါဟာငါတငယ်ချင်းကိုရဲရဲဆက်ဆက်ပြောတဲ့အဲ့လူအနားမှာရှိရင်ငါဆွဲထိုးတယ်နင်းတော်တော်ညင်းနေတာလားကြော့တောက်လိုက်တငယ်ချင်းတူတူကမ်းပေးလာတော့ဗီယာကွက်ကိုကျွန်မပြန်တွန်းပေးလိုက်တယ်ငါမတောက်ချင်ဘူးမော်ဘူးငါဒီနေ့ကစားပြီးမတောက်တော့ဘူး အောင်မကြိုက်တာကငါမလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီးနောက်တခါနေလို့ဆောင်ကြရင်လည်းငါ့ကိုမခေါ်တော့နဲ့ကဲငါလိပြီးနင်းတော်တော်ယူတာပဲအဲ့ကောင်တည်းနင်းကငါတို့တန်ရောစင်ကိုဖြတ်တော့မယ်ပေါ့ဟုတ်လားတငယ်ချင်းတွေရဲ့ပြောစကားကိုကျမခဲယူမဆိုင်သူတို့နဲ့ဝေးရကိုကျမထွက်လာလိုက်တယ်တခါတလေတငယ်ချင်းနေနဲ့တောက်စားပြီးလွတ်လွတ်လပ်လပ်နေတက်တာကလွယ်၍မောင်းထင်းသလိုဖြူကမိမပြတ်မဟုတ်ပါဘူးမောင် ဒါပေမဲ့အခုမောင်မကြိုက်တဲ့အရာတွေကိုဖြူမလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီးအဲ့ဒါကိုမောင်ကိုသိသိချင်းနေမောင်ကိုပြောချင်းတဲ့စကားလုံးတွေစိတ်ထဲရည်ရွယ်ရင် စိတ်သိလူသိနဲ့အိမ်ဒီရှိတဲ့မိန်းကလေးတယောက်ဖြစ်အောင် နေတိုင်းရင်ကျွန်မဆုံးဖြတ်ပြီးအိမ်တို့ပြန်လာလိုက်တယ်နောက်နေ့မှစ၍အမေကိုအိမ်မူကိစ္စလုံးရင်တဖြည်းဖြည်းနဲ့လိမ္မာရင်ကျေးပြီးအိမ်ဒီရှိတဲ့မိန်းကလေးတယောက်ဖြစ်အောင်ကျွန်မနေထိုင်ခဲ့ပြီဒါကကျွန်မကိုမောင်ပြုတ်ပြေးခြင်းဖြစ်ပါတယ်ဒီလိုနဲ့ လာအနေငယ်ကြာခဲ့လေးပြီမိဘကန်တွေဟင်းချက်နေတော့တငယ်ချင်းတူတူစီကဖုံးဝင်လာတဲ့ဖြစ်ကင်လိုက်လေလေဟယ်လိုပြောတူတူအင်ပါလုံးနေလေဟင်းချက်နေတာဟာမအားဘူးခါတိုင်းလို့ခေါ်မိထင်၍ကြိုးပိတ်ထားရတယ်ကောင်းမကြိုးပိတ်ငင်းတာလားငါလည်းနေကိုခေါ်မလို့မဟုတ်ပါဘူးနော်ဒါဆိုဘာကိစ္စလဲဟင်းအိမ်ချင်းမှာငါရောက်နေတယ်နေတဲ့ကိုအိမ်လိုက်ပြတာ အပြင်ထွက်လာခဲ့အခုဘယ်ကဲ့တယ်လဲငါမဘယ်ကအတိမမရှိဘူးမနှောင်းနဲ့ဟာနေမရှိနဲ့ထွက်ဆိုထွက်ခဲ့သူသူစိတ်မရှိစွာပြောပြီးဖုံးချလိုက်တပြေမထွက်ချင်းထွက်ချင်းနေအင်းရှိတို့ကျွန်မထွက်လိုက်ရတယ်အင်းရှိရောက်တည်တင်ခြံဝတွင်သူသူနဲ့အတူမထင်မထားတော့သူပါရှိနေတပြေအော်မူဝါနာမူတို့ကအတိုင်းမသိဖြစ်သွားရပြီလောကကြီးခဏရတတ်သွားတယ်လို့ကျွန်မငြိမ်သက်စွာကြောင်ကြီးနေမိတယ် ဟဲ့နေပါကြောင်ကြီးနေတာလေအဲ့တဲ့ကိုအိမ်ထဲခေါ်အောင်လေတူတူတန်ကြားမှာပဲအသည်စိတ်ပြန်ဝင်လာပြီး ကျမပြာရခတ်သွားတော့တယ်လာလာအိမ်ထဲဝင်လေးမောင်မောင်ကျမကိုပြုံးပြကအိမ်ထဲဝင်လိုက်ပြီးကလေးတိုင်းတစ်ခုတွင်ထိုင်လိုက်လေတယ်ဟဲ့ငါလုံးရှိသေးလို့ပြန်တော့မယ်အေးဆေးနေကြအေးအေးတူတူနှောက်ဆက်ပြန်သွားပြီးတောင်းကြသည့်အထိမောင်ရောကျမရော ဘာစကားမှမပြောပဲအိတ်ဆိတ်နေမိတယ်။ရင်ထဲမှာတော့ရင်ကုန်းသားနေကပြောင်းဆန်နေသည့်အတွက်မောင်ကြားသွားမလို့တော့စိတ်ပူနေရသည်။ဖြူကအပြင်မှာပိုချစ်စရာကောင်းတယ်နော်။အပြုံးလေးပြေကျမကိုကြည့်ပြီးပြောကအိတ်ဆိတ်မှုကို မောင်ကပဲစတင်ဖြိုခွင်းလိုက်တယ်။မောင်လည်းအပြင်မှာပိုခန့်တယ်နော်။ဒါနဲ့ဘလို့လွက်ပြီးအိမ်ထိရောက်လာရတာလေ။ဖြူကိုစိတ်ဆိုးလို့စကားမပြောတော့ပေမဲ့ ဖြူချောင်းတွေကိုအမြဲတမ်းစုံစမ်းနေခဲ့တယ်။နောက်တော့ဖြူရဲ့တငယ်ချင်းတွေစီကနေတဆင်ဖြူအရင်လုံးမဟုတ်တော့ဘူးဆိုတာသိလိုက်ရတယ်။ဖြူကိုပြောခဲ့မိတာတွေကိုဖြူနဲ့အပြင်မှာတွေ့ပြီးတောင်းပန်ချွန်လို့ရောဖြူကိုတရားမှမေးလို့မရပဲအရန်ချစ်တယ်ဆိုတဲ့အကြောင်းမှပြောချင်လို့လာခဲ့တာ။မောင်ကကျမကိုမေးလို့မရပဲအရန်ချစ်တယ်တဲ့။ပြောလို့ရင်ကျမမျက်ရည်ပါကျလာမိတယ်။ဖြူဘာလို့ငိုတာလဲ။မောင်ကိုစိတ်ဆိုးနေတာလား။ မောင်ကိုဘာလို့စိတ်ဆိုးရမှာလဲမောင်ရဲ့ဒီမှာခေါင်းကန်ရိုင်းလိုက်တယ်ဖြူဝမ်းသာလို့ငိုတာပါမောင်ဖြူလေးအရန်ပြောတယ်တိလားဒါဆိုရင်မငိုနဲ့တော့နော်မောင်ကကျမရဲ့မျိုးရည်တွေကိုတယူးတွေရတုပ်ပေးလိုက်တယ်ဒီနေ့ဟာကျမဘဝမှာအပျော်ဆုံးနေ့အထိပယ်ရှိဆုံးနေ့ပါပဲဒီလိုနဲ့မောင်ကိုမမေနဲ့မိတ်ဆက်ပေးလိုက်တယ်မမေကလည်းကျမပျော်နေသည့်အတွက် ဘာမှမပြောဘဲမောင်ကိုဘောဘောရွေဆက်ဆန့်ပြီးတယ်။မောင်မရောက်ဘူးတဲ့။ကျမတို့မျိုးရဲ့ဖေအားတွေလက်ပတ်ကျန်နေရာတွေကို တနေ့နေ့လိုက်ဖို့လိုက်ပဲရင်ငါရက်ပင်ရှိခဲ့ပြီ။ဖြူပြောလေမောင်။မနေ့ပြန်မောင်ပြန်တော့မယ်။ဟင်းပြန်တော့မယ်ပေါ့လေမောင်။ခွဲရတော့မီဆိုတဲ့အသည့်ကရင်ထဲမှာနာကျင်ပြီးစိုးနစ်ကြေကွဲသွားရတယ်။ဟုတ်တယ်ဖြူ။နှစ်နှစ်လောက်မန္တလေးမှာအလုပ်ပြန်လုပ်ပြီး အမေနဲ့အဖေကိုလှုပ်ကျွင်းကြည့်သေးလို့ပါပြီးတော့ဖြူနဲ့မင်္ဂလာဆောင်ဖို့လဲပတ်စံဆူရအောင်မယ်မောင်ရဲ့ဆန္ဒတွေကိုမတားရဲဒါကြောင့်ဘလောက်ပဲနာကျင်နေပါစေခွင့်ပြုဖို့ဆုံးဖြတ်လိုက်တယ်မောင်တဘောပါမောင်ကိုဖြူစောင်းနေနော်မောင်ပြန်လာခဲ့မယ်မောင်ကိုစောင်းနိုင်ပါတယ်ဒါပေမဲ့နှစ်နေအတွင်းမှာခွဲခွာခြင်းရဲ့တက်ကိုဘယ်လိုကျော်ဖြတ်ရမလဲမောင် ေထဲမှာတိုးတိုးလေးရေယိုမိတဲ့စကလုံးတွေကိုမောင်းကြားနိုင်မှမထင်နောက်တနေ့မှာမောင်းကိုကားခိတ်လိုက်ဖို့ပြီးအပြန်လမ်းမှာကြားခဲ့တဲ့မျက်ရည်တွေကိုမောင်းတယောက်မြင်နိုင်မှာမဟုတ်အချစ်ကဒီလောက်ထိနာကျင်စေတတ်သလားယေထဲကတတိယချင်းလွမ်းဆုချင်းတွေကိုမျက်ရည်ဖြည့်ပြောင်းလဲပြီးနောက်အနှဲငယ်စိတ်သက်သာရာရသွားပေမဲ့မောင်းပြန်လာပြီးနှစ်နှစ်ဆိုသည့်အချိန်ကိုဒီတိုင်းထိုင်ပြီးမဆောင်ခြင်းထို့ကြောင့်အလို့တခုလောက်ရင်ဆုံးဖြတ်လိုက်ပြီးမမေ့ကိုတိုင်မင်ကအမားရှိတဲ့ဘန်ကားကို အမရဲ့အကူအညီနဲ့သွားပြီးအလုံးလုံးနေလိုက်တယ်။မောင်ကလည်းသဘောတူပါတယ်။အလိုအားချိန်တိုင်းမောင်နဲ့အမြဲတမ်းဖုန်းပြောပြခဲ့တယ်။ဒီလိုနဲ့တနေ့ပင်ကြော်လာခဲ့လေပြီ။ညနေအလုံးဖြုတ်ချိန်ရောက်လို့စပိန်လေးကိုနင်းကအခန်းရှိရာသို့ပြန်လာရင်လမ်းငွေတစ်ခုရောက်တွင်ရုတ်တရက်အချိန်ပြေကားစဉ်ထိုးခွေလာသည်ကိုမြင်လိုက်ရသည့်အတွက်စပိန်ကိုလမ်းဘေးသို့ထိုးကန်ရန်ပြင်လိုက်စီမှာပဲ။တုံးမှုသောအတန်နှင့်အတူခန္ဓာကိုယ်တစ်ခုလုံး ပြောင်းပြတဲ့အောင်နာကျင်သွားပြီးအကုန်လုံးပေါ်ပါလွတ်လပ်သွားတယ်လို့ခံစားလိုက်ရကအဝေးတနေရာသို့ကျမရောက်သွားတော့တယ်။မောင်မဲနေသည့်ညမှာဘယ်နေရာမှမသိတော့တန်းတနေရာတွင်ရောက်နေသည့်အတွက်ကြောက်လာတော့တယ်။အကူကြီးတောင်းဖို့လမ်းသောလမ်းလာသူတွေကိုကြီးလိုက်တော့လေကို့လူမျိုးတွေမဟုတ်သည့်အတွက်အားငယ်သွားပြီးမပြောတော့ပဲကို့လူမျိုးတွေကိုလိုက်ကြည့်နေပြီတဲ့။အားငယ်စေကြောက်စိတ်တွင်ဟိုကြီးဒီကြီးလုံးနေတော့ရေမောင်းပြီနင်း ဤရှက်အပြာကိုဝှစ်စင်ထားပြီးကျော်ပွဲအိတ်ကို လွဲကာလမ်းလျှောက်လာနေသောမောင်းကိုတွေးလိုက်ရသည့်အတော်အော်ဝမ်းသာသွားရတယ်။ငါဘလို့လုံးမောင်းရှိတဲ့နေရာကိုရောက်လာရတာလဲ။ထူးဆန်းတယ်။တွေးနေတုန်းမှာကျမအရှိတူမောင်းရောက်လာခဲ့တယ်။မောင်းမောင်းဝမ်းသာအားရခေါ်လိုက်ပြီမယ်။ခေါ်တော့ကမောင်းမကြားသည့်အလား။ကျမရှိကမသိသလိုဖြတ်သွားခဲ့တယ်။မောင်မောင်ရက်ပါအောင် ကျွန်မဘယ်လိုခေါ်ခေါ်လက်မကြည့်တဲ့အတွက်ဝမ်းနဲ့သွားမိတယ်။မောင်ပါလို့မသိကြအောင်ဆောင်းနေရတာလေ။မောင်ပြောင်းလဲသွားတာလား။အေကာနာငါနဲ့မပတ်သက်ချင်လို့များလား။တွေးနေရင်ငိုချင်စိတ်ပေါက်သွားမိတယ်။ဘယ်နေရာမှမတည်တော့အသိမရှိတော့နေရာတွင်ဘယ်လိုဆက်နေရမလဲ။ထိုကြောင့်မောင်နောက်ကနေတိတ်တိတ်လိုက်လာခဲလိုက်တယ်။အထက်များစွာရှိသောတိုက်ထဲသို့မောင်းဝင်သွားပြီး ဒီကားအတိုင်းတက်ခါအခန်းတစ်ခုကိုတောဖွင့်လိုက်တယ်။ကျမလည်းအခန်းပြင်ဘက်တွင်မောင်မင်းယောင်ကွဲနေပြီးတောင်းကြမှာကွဲနေရမှာထွက်လာကအခန်းထဲကမပိတ်ထားသည့်အတွက်အချိန်နေကြည့်ပြီးနောက်အထဲသို့တိတ်တိတ်ဝင်လိုက်ခဲ့တယ်။ထို့စဉ်ရိုးကန်းထဲမှမောင်ထွက်လာတန်ကိုကြားသဖြင့်ကျမကိုတွေ့မိဆိုကဂဒိန်အောက်သို့တိုးဝင်ပြီးပုံလိုက်ရတယ်။မင်းကခုမှပြန်ရောက်တာလား။ဟုတ်တယ်ကွာ။အိုဒီလုံးနေရလို့ပြန်လာနောက်ကျသွားတယ်။ ကို့မှာရေချိုးပြီးတာအားလည်းပြင်းတော့မင်းစီလာတာပါ ပြင်းရင်လည်းအဖော်ရအောင်မိမယူလိုက်ပေါ့ကွာတော်တယ်မဟျောင်းမိမတွေကအလကားအရှုပ်ထုပ်တွေငါဘာသာဒီတိုင်းနေပေးရစီနော်မောင်နဲ့မောင်ရဲ့တငယ်ချင်းစကားတန်တွေကိုကတင်အောင်မှနေတမအတိုင်းသားကြားနေရတယ်ဒီပုံစံတိုင်းကြာကြီးနေရရင်တော့အသက်ရှူကြပြီးတရားကြီးရဲ့တွေးနေရင်စိတ်မောမသွားမိတယ်ဟာမင်းနဲ့စကားပြောနေတာ ਨੇ အချိန်တောင်လုံးနေပြီဘာအချိန်လုံးတာလဲဖြူစီဖုံးဆဲရမယ်လीဒီချိန်ဆိုစောင့်နေတော့ပြီတော့ကြာနောက်ကြသွားလို့စိတ်ကောက်နေအောင်မယ်ခဏတော့ဟေ့အောင်မောင်အောင်ပြောကြအောင်ကျမထိတ်လန့်အောင်အောင်သွားမိတယ်မောင်ကျမကိုမမြင်ချင်အောင်ဆောင်ခဲ့တာမဟုတ်ဘူးလားဘာကြောင့်အခုမှကျမစီ ဖုံးဆဲရမှာလဲဘယ်လိုနားလဲရမှန်းမသိတော့အာဖုံးကလည်းခွန်မရဘူးနောက်ကြလို့စိတ်ဆိုးပြီးဖုံးပိတ်ထားတာလားမသိဘူးဖြိုးမစီကိုဆက်ပြီးရှင်းပြရတော့မှာပဲ မင်းကိုကြည့်ရတာနဲ့ဒီငါစိတ်ကုန်နေပြီလောကပြန်လာလဲမနာနိုင်။ကောင်းမလေးစိတ်ဆိုးရင်ချောရတာနဲ့စိတ်ကုန်ရင်ဝိုးဝေးတာလေ။ငါအခုဖုံးပြောမလို့တိတ်တိတ်နေ။ဟယ်လိုဖြူရဲ့အမလား။အေးဟုတ်တယ်ကွယ်။ဟိုလေဖြူရှိလား။မင်းမသိသေးဘူးလား။ဖြူဆုံးပြီ။ဗျာဖြူဆုံးပြီဟုတ်လား။ဘလို့ဖြူရတာလေ။ကျွန်တော်ကမညာနဲ့ဗျာ။ မောက်ထံမှာညမဆုံးမိဟူသောဇကားကကိုနာကိုမယုံနိုင်အောင်ဖြစ်သွားရတယ်ဒီကိစ္စဘာလို့ညားရမှာလဲညနေကအလောကအပြန်လာကားတိုက်ပြီးပွဲချင်းပြီးဆုံးသွားတာအဲ့ကိစ္စအတွက်အခုလုံးရှုံနေတာဒါပဲဖုံးချလိုက်တော့မယ်ဖြူကားတိုက်ခံရပြီးဆုံးသွားပြီတဲ့ကွာငါဘလို့ယုံရမှာလဲပြောပါအောင်ငွေချင်းငွေချင်းဖြစ်သူကိုဖက်ကပြောရင်မောင်ငိုးနေသည့်အတွက်ကျမလည်းဂရင်အောင်မှထွက်လာလိုက်တယ် ဖြူဆုံးလုံးငိုနေတယ်။မဟုတ်ဘူးဖြူမသေးဘူး။အခုမောင်နာမှဖြူရှိနေတယ်လေ။ကျမစကားတန်ကိုမောင်မကြား။ကျမကိုလည်းမောင်မမြင်တာဘာကြောင့်လဲ။အောင်ငိုခြင်းစိတ်ပေါက်သွားတယ်။ငါလည်းမယုံနိုင်ဘူးဟာ။သေရောသေချာလို့လား။ဖြူမကိုယ်တိုင်ပြောတာဟာ။ငါလည်းမယုံခြင်းဘူး။သူ့မကိုယ်တိုင်ပြောတာဆိုတော့ညာတာမဟုတ်တော့ပါဘူး။တရားနဲ့သာဖြေပါကွာ။ မင်းစားငါလည်းစိတ်မကောင်းပါဘူးမဟုတ်ဘူးဖြူမသိသေးဘူးမောင်ဖြူပြောတာကြားလားကျမမယုံနိုင်ထိုးကြောင်မောင်လက်ကိုကိုင်းလိုက်တယ်သို့ပေမဲ့ကျမကြီးလက်ကမောင်လက်ကိုပြတ်သွားပဲ့ပြီးကိုင်း၍မရခဲ့ထိုးခါမှပို့၍တွန်းလို့သွားမိတယ်မောင်လက်ကိုကိုင်းလို့မရဘူးငါပြောတာလည်းဘယ်သူမှမကြဘူးမြင်လည်းမမြင်ရဘူးဒါဒါဆိုငါတကယ်သေသွားပြီလား အုံးငါကဘယ်သူမှမမြင်ရတဲ့ဝင်းကြီးဘွားကိုရောက်နေတာလားဝမ်းနဲ့ပူဆွေးတာမျက်ရည်ကျလာမိတယ်ဝုန်းနေတော့မောင်းကိုလည်းတနာတယ်ဘာလို့ရမေကိုလည်းစဉ်းစားမရမောင်းငွေချင်းပြန်သွားပြင်မယ်ဗတင်းမောင်မတွင်မအိဖန်ငုတ်တို့ထိုင်က မျက်ရည်ကျနေသော မောင်ပေးတွင်ကျမလည်းထိုင်းနေမိတယ်မောင်မျက်ရည်တွေကကျမကိုပို့ပြီးနာကျင်စေသလိုခံစားရတယ်ဒီလိုနဲ့ တညာလုံးမဲ့ပဲငုတ်တုတ်ထိုင်းနေပြီးမိုးလင်းကန်ဒီမှာမောင်အိတ်ချလိုက်တယ်။ကျမကတော့အိတ်ဆက်နေတော့အပြေကင်းစင်သည် မောင်မျက်နှာလေးကိုသာငေးကြည့်နေမိတယ်။ဟေးအောင်မင်းအိတ်နေတုံးလားအလုံးမသွားဘူးလား။တကားခောက်ဝီမောင်တငယ်ချင်းအော်ပြောလိုက်တဲ့အတော့မောင်အိတ်ရထားလိုက်တယ်။မာကြီးနေလို့မသွားတော့ဘူးမင်းပဲသွားတော့။အေးပါကွာငါနားလဲပါတယ်။ဒါဆိုလဲငါလိပြီ။ငငယ်ချင်းဖြစ်သူထွက်သွားသည်နိ။ အခန်းမြင်သူမောင်ထွက်သွားသည်ခဏကြာတွင်လက်ထဲအရတပလင်းကိုကန်၍ပြန်ရောက်လာခဲ့တယ်မောင်ရဲတောင်းမလို့လားမတောက်ပါနဲ့မောင်ရဲ့ဖြူတော်တုံးကလည်းမောင်တားခဲ့တာလीမောင်လည်းမတောက်ပါနဲ့နော်တမတားပေးမယ်မောင်မကြားနိုင်ထိုးကြောင့်အရက်ကိုတာတစ်ခွက်ပြီးတစ်ခွက်မောတောက်နေလိုက်တယ်တခဏကြာမှာတော့တပလင်းလင်းအောင်ကုန်ဆင်သွားပြီးမောင်လည်းထုံနာမှပင်အမိုးလုံးကအိတ်ချလိုက်တယ်ကျမလည်းမောင်အောင်နားတွင်သာငုတ်တုတ်လေးထိုင်းနေမိရဲ့ ဒီလိုနဲ့မောင်းလုံးမသွားပဲနေတဲ့နေတိုင်းမူးနေခဲ့စင်မှာတရေပင်ရှိကြည်ခဲ့ပြီကျမလည်းမောင်းနဲ့အဝေးမှာတိုက်ရှင်နေပြီလွမ်းနေရတာတဲ့ဆိုင်ရင်အခုလို မောင်းရဲ့ဘေးမှာမောင်းကိုအမြဲတမ်းမြင်တွေ့နေရတဲ့ဝဉ္ကြီးဘွားဖြစ်တာကိုပဲကျင်းနဲ့မိလာတယ်လို့ဖြစ်နေမိတယ်ဟေ့အောင်ငါတို့ဝင်လာမယ်နော်ပြောရင်မောင်းငယ်ကြီးနေတရားသူ၃ယောက်ပါအခန်းထဲသို့ဝင်လာခဲ့တယ်မင်းအဲ့နေတုန်းလား အရန်နှန်းကလည်းမုန်းထုံနေတာပဲငယ်ချင်းရဲ့အတန်ကြောင်မောင်းနိုးသွားတယ်ငါနဲ့နဲ့များသွားတာမင်းလောက်ကပြန်လာပြီလားအေးငါပြန်လာတာတအောင်လောက်ရှိပြီမင်းခန်းထဲဝင်မရဲလို့ငါသူတို့ကိုအဖို့ခေါ်လာတာခေါ်လာတော့လူသုံးယောက်ကိုကြည့်ပြီးမောင်းငယ်ချင်းပြောလိုက်တယ်မင်းကဘာလို့အခန်းထဲမဝင်ရဲတာလဲဝင်နေကြပဲကိုအေးအဲ့ဒါကိုပြောချင်လို့လာငါအခန်းထဲလိုက်ခဲ့မောင်းနေမောင်းငယ်ချင်းတို့ထွက်သွားကြတဲ့ပြေး ကျမတယောက်တည်းအခန်းထဲကြံခဲ့တယ်ဒီလိုကွာဟိုနေ့ကငါအလုပ်ကပြန်လာတော့မင်းနန်းနဲ့ဝင်ကြည့်လိုက်တော့အဲ့နေတဲ့မင်းနားမှာမင်းကလေးတယောက်ထိုင်းနေတာတွေ့တယ်ကွာကျောဘကတွေ့ရတော့ဘယ်သူဆိုတာမသိဘူးငါလည်းစက်ကြည့်နေရင်ကြက်သိန်းနေထားလာတယ်အဲ့ဒါနဲ့သူတို့ကိုသွားခေါ်ပြီးငါပြန်လာခဲ့တာဟင်းငါနားမှာမင်းကလေးတယောက်ထိုင်းနေတယ်ဟုတ်လားဟာသားတွေမပြောပါနဲ့ကွာအားမမင်းကလေးအသိမရှိဘူး အေးငါလည်းအဲ့အကြောင်သူတို့ကိုသွားဆင်ခေါ်ရတာပေါ့မင်းနားကမင်းကလေးကလူမဟုတ်ဘူးထင်လို့ရှင်းရှင်းပြောစမ်းပါငါနားမလဲတော့ဘူးငါထင်အဲ့ဒီမင်းကလေးကတရားဖြစ်မဲ့တင်နေမင်းရဲ့ကောင်မလေးမကြုတ်ပဲမင်းနားလာနေတာလားမသိဘူးပြောနေရင်ကြက်သိန်းတောင်ထားလာပြီဟာမဖြစ်နိုင်တာဖြူကဒီနေရာကိုရောက်မှမရောက်ဘူးတာလူတွေသိပြီးရင်စိတ်ဆွဲနေတယ်လူတွေစီနေရာစီကိုပဲဝွင့်ကြီးဖြစ်နေရောက်သွားတတ်ကြတယ်ကွာ မင်းကောင်းမလေးကမင်းကိုစိတ်သွဲနေလို့ရောက်လာတာတော့မသိဘူး။ဒါဆိုရင်ဖြူကတနာစီရပဲ။ဖြူအတွက်ငါဘာလုပ်ပေးရမလဲ။ငါရင်ထဲမှာရဲနာကျင်နေပြီကွာ။သူ့ကိုကျွလို့တော့အောင်လို့သူ့အတွက်ရည်စူးပြီးအလူတစ်ခုလှုပ်ပေးလိုက်ပေါ့ကွာ။မင်းသူ့အတွက်လှုပ်ပေးနိုင်တာဆိုလို့အဲ့ဒါပဲရှိတယ်။အေးပါကွာ။ဒီမှာကလုံရအဆင်မပြေတော့ဖြူရဲ့အမကို ဖုံးဆက်ပင်ကအကျိုးချောင်းပြောပြီးလောက်ခိုင်းမယ်ကွာ။ငါအခန်းပြန်တော့မယ်။ အေးကွာမင်းလည်းတိတ်မတောင်းနဲ့တော့အလုံးပြတ်တာများနေပြီစိတ်ကြပါကွာမောင်ပြဲမလားတိတ်တပြေညီမလည်းအခန်းဝမှာတမျောမျောဖြစ်နေတယ်တောင်းအောင်ကြမှာမောင်မျက်နှာညှိုးခဲ့စွာဖြစ်မောင်ပြဲလာခဲ့တယ်ဖြူဖြူရှိနေတာလားဟင်းမောင်ကငါ့ကိုခေါ်နေပါလားငါရှိတာကိုမောင်တီသွားပြီထင်တယ်ညီမအံ့ဩသွားမိတယ်မောင်နာမဖြူတစ်ချိန်လုံးရှိနေတာလား မောင်ကိုအဲ့လာတောင်ချေးရလာဖြူရင်မောင်ဘလို့ဖြေရမလဲကွာ ပြောရင်မောင်မျက်ရည်ကျလာတပြေကျမလည်းဝမ်းနဲ့စွာငိုနေမိတယ်မောင်ကိုဖြူရမ်းချစ်တာပေါ့မောင်ရေအဲ့ဒါကြောင့်လဲမောင်နာမဝင်းကြီးအဖြစ်နေအမြဲရှိနေရတာပေါ့ကျမစကားတွေကိုတော့မောင်ကြားနိုင်မယ်မထင်ဖြူကိုဒီလိုဘွားမှမနေစေချင်ဘူးဒါကြောင့်ဖြူရဲ့အမကိုဖြူအတွက်အမြဝေပေးဖို့မောင်ပြောလိုက်ပြီမနေ့ပြန်ဖြူအတွက်လုံးမဲ့အလူမှာ အမြဝင်ရင်ဖြူသားတို့ခေါ်ပေးပါနော်ဟင်ဖြူသားတို့ခေါ်ရမယ်ဒါဆိုမောင်နာမ ဖြူနေခွင့်ပဲရတော့မလဲဖြူမောင်နဲ့မခွဲနိုင်ဘူးတမမောင်နဲ့မခွဲနိုင်ပါအခုလို့မောင်နာမဝင်းကြီးဘွားနဲ့ရှင်းနေရတာကိုပဲကျင်းနေတယ်မောင်ပြောတာကိုဖြူကြားတယ်မဟုတ်လားယင်ကြားတယ်ဆိုရင်ဖြူသားတို့ခေါ်ပေးပါနော်ဒါမောင်ရဲ့အဖြစ်အပျက်ဆုံးဆန္ဒလေးပါ မောင်ရဲ့မောင်ကိုချစ်လို့မောင်ရဲ့ဆန္ဒတိုင်း ဖြူအမဲနေနေကြပါအခုလဲဖြူလက်ခံပေးရမှာပေါ့ဖြူတာတို့ခေါ်ပေးပါမယ်စိတ်ချပါမောင်မောင်နဲ့ဝေးရကိုသွားရတော့မီဆိုတဲ့အတိကနာကျင်အောင်ခံစားရပေမယ်မောင်ရဲ့ဆန္ဒကို ကျွန်မမငြင်းရက်ခဲ့ပါနောက်ဆုံးအနေနဲ့မောင်ကိုနှုတ်ဆက်ခြင်းသေးတယ်ထိုကြောင့်မောင်ရဲ့အိမ်မက်သေးကို ကျွန်မဝင်လိုက်တယ်စိမ့်လန်းဆိုပြေနေသည့်မြခင်ပေါ်တွင်ပန်းမင်ပေါင်းစုံကပွေဖူးနေကြပြီးကျင်းငယ်လေးများ ေးသေးနေကြသည်မှာအလွန်သားရနားဖွဲ့ကောင်းလာတယ်။ထိုပမ်းမင့်ဥယျာဉ်ထဲမှာတော့ကျမနဲ့မောင်နှစ်ယောက်တည်းမောင်ကကျမကိုအံ့ဩစွာကြည့်နေတယ်။ဘာလို့ဒီလောက်တောင်ကြည့်နေရတာလဲ။ဖြူစစ်လာရင်မောင်မေးကိုကျမသဘောကျစွာ ပြုံးလိုက်မိတယ်။ဖြူစစ်ပေါ်မောင်ရဲ့တကယ်လားဝမ်းသာလိုက်တာ ဖြူရဲ့အားရဝမ်းသာစွာမောင်က ကျမကိုတင်းကျပ်အောင်ဖတ်ထားလိုက်တဲ့အတွက် ကျမလည်းပြန်ဖတ်ထားလိုက်မိတယ်။တောင်းကြမှာတော့မောင်းရင်ငွေနဲ့ကနေကျမယုံထွက်လိုက်တယ်။မောင်းကနှုတ်ဆက်မလို့ဖြူလာခဲ့တာပါ။ဟင်းဖြူကဘယ်သွားမလို့လဲ။မောင်းနာကနေဖြူထွက်သွားရတော့မယ်။ဘာလို့လဲဖြူအခုလိုမောင်းနဲ့နေပေးလို့မရတော့ဘူးလား။အိမ်မက်ဆိုတာကအိပ်ပျော့နေတုန်းပဲအခုလိုမခွင့်ရတာ။နှိုးသွားရင် ပြပြောက်သွားတတ်ကြလေလေမောင်။အခုဖြူနဲ့မောင်းက ိမ်မက်ထဲမှာပဲစုံတွေ့နေကြတာမောင်နိုးသွားရင်ဓာရီကိုပြန်လဲပြောက်ွယ်သွားမှာပါဖြူဘာတွေပြောနေတာလဲမောင်နားမလဲတော့ဘူးဖြူသွားဖို့အချိန်ကြပြီဖြူနှုတ်ဆက်ခဲ့တယ်နော်မောင်မောင်နားမှာကျမထွက်လာလိုက်တော့တယ်ဖြူဖြူမောင်စီပြန်လာပါဖြူရဲ့မောင်ခေါ်ပေမဲ့ကျမလက်မကြည့်တော့ပဲမောင်နဲ့ဝေးရကိုထွက်သွားနေမိတယ်တကား မောင်ဖြစ်ချင်းနဲ့ဆန္ဒပဲလီအီမောင်ဒါတွေအားလုံးကိုအဲ့ရကနှုံးမောင်နားလဲသွားမှာပါ။ကန်ညီမကသူ့နှဲမောင်ကိုစုံတွင်းခွင့်သာပေးခဲ့ပြီးပေါင်းစားခွင့်မပေးခဲ့ဘူးနော်။နောက်ဘဝဆိုတာရှိခဲ့ရင်မောင်နဲ့စုံတွင်းဒီမှာသေးတယ်။အဲ့ဒီခါကျရင် မောင်ရဲ့အဝေးမှာအသက်ရှင်နေမဲ့သူမဖြစ်ပါစေနဲ့လို့ဖြူစူတောင်းပါတယ်။ဒါကဖြူရဲ့အဖြစ်ချင်းဆုံးဆန္ဒလေးတစ်ခုပါပဲ။မောင်နာကဝိညာဉ်ဖြူဆိုတဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။ နားဆင်သူပရိသတ်များကိုစိတ်နှပြရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာ